တမီလေးကတော့ကွဲတော့လိုက်မလာဘူးပေါ့နော်တမီလေးကတော့အာဒီဒီမှာတော့ညီမျိုးခေါ်လာခဲ့တယ်ပေါ့နော်ဒါတမီလေးရဲ့ဒုတိယမြောက် trip ဖြစ်ပါတယ်အာခရီးရှည်ရဲ့မှာဆိုတော့ဒါပထမအဆုံးပေါ့နော်တမီလေးနဲ့နာမမေလဲပါတာဖြစ်တဲ့အတွက်ဒါမမေကတော့အဓိကတော့သူရတနာတွေကိုလိုက်လေ့လာနေတာဖြစ်တဲ့အတွက်ကို အာနင်းနေနဲ့အပါလိုက်လာပါတော့เนาะတမီးလေးကတော့ငယ်သေးရဲ့အခါကျတော့ဟိုအဲတိတ်တော့မသိသေးဘူးပေါ့နော်အဲသူခရီးသွားနေရယ်သူကားစီးနေရယ်ဒီလောက်ပဲသူသိသေးရယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအပြေထွက်ရတာဖြစ်တဲ့အတွက်တမီးကပျော်တယ်နောက်ပြီးတော့မနေ့ကဆိုရင်လည်းဟိုသူ go home လဲအမှုရပေါ်မှာသူလူးပြီးသူဆော့နေတယ်အဲ့လိုမျိုးခရီးထွက်ရတာပျော်ပါတယ်ဟုတ် မိမိအရင်တော့ကတိမ်းဆောင်လိုက်ရိုက်တော့ကလေဒီထဲမှာပဲပေါ့နော်ရိုက်ရိုက်ကူးခင်းရခဲ့တာဖြစ်တဲ့အတွက်ကိုအပြင် trust ရမလို့အောင်တော့ကိုတကယ်ကိုခန်းသားပြီးတော့ studio ကြီးလိုပဲရောနေတော့ပြီးတော့ Ryerson နဲ့ခန်းသားတွေအာဒါကြော်ညာလေးဆိုလဲမကင်းနဲ့ဒါတကယ်ကိုမှ England ကအဗီမာကြီးရဲ့မှုပုံစံမျိုးရိုက်ကူးထားခဲ့တာဖြစ်တဲ့အတွက်ကိုဒီရဲ့စိတ်နေကလည်းအတွေ့အပြင်းကလည်း internet ကိုမှခန်းသားတွေပေါ့နော်အဲ့ဒီ vibe ရပါရှင့် ။တမီးလေးကတော့ပွဲတော့လိုက်မလာဘူးပေါ့နော်။တမီးလေးကတော့အာဒီဒီမှာတော့မျိုးခေါ်လာခဲ့တယ်ပေါ့နော်။ဒါတမီးလေးရဲ့ဒုတိယမြောက် trip ဖြစ်ပါတယ်။အာခရီးရှည်ရဲ့မှာဆိုတော့ဒါပထမအဆုံးပေါ့နော်။တမီးလေးနဲ့နာမမေလည်းပါတာဖြစ်တဲ့အတွက်ဒါမမေကတော့အဓိကတော့သူယတနာတွေကိုလိုက်ပြီးလိလာချင်တာဖြစ်တဲ့အတွက်ကိုအာမမေနဲ့အပါလိုက်လာပါတော့နော်။တမီးလေးကတော့ငယ်သေးရဲ့အခါကျတော့ဟို အဲတိတ်တော့မသိသေးဘူးပေါ့နော်အဲသူခยีသွားနေရဲသူကားစီးနေရဲဒီလောက်ပဲသူသိသေးရဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအပြေထွက်ရတာဖြစ်တဲ့အတွက်တမီးကပျော်တယ်နောက်ပြီးတော့မနေ့ကဆိုရင်လည်းဟိုသူ will home လဲအမှုရပေါ်မှာသူလူးပြီးသူဆော့နေတယ်အဲ့လိုမျိုးခยีထွက်ရတာပျော်ပါတယ်ဟုတ်နောက်ဆက်တင်းတာပေါ့မိုင်းမမေဖြစ်ပြီးတော့ခยีထွက်ရတာနောက်ဆက်တင်းတယ် အာသမီးလေးကိုလည်းစိတ်ပူသွားပေါ့အခုတော့သမီးလေးပါလာခဲ့တာဖြစ်တဲ့အတွက်တော့တပါသေးပေါ့နော်ဟုတ်မော်ရီဒီဟုတ်တယ်အဲကြိုတယ်လေမမီကိုပြုံးမြောက်သူကြိုတယ်အခုပုံမှန်ဆိုရင်တော့ဒါကြီးကလေရေးစီးပြီးရောင်ရောက်တော့မှပဲတွေ့ရမှာအခုကတော့သမီးလေးပါလာခဲ့တာဖြစ်တဲ့အတွက်တော့ဟုတ်ဟုတ်တယ်ကြောက်တာနဲ့တွေ့ကြရပါတော့ဟုတ်အဲဒါကတော့နင်းနီးပုံမှန်ပေါ့နော်အဲနင်းနီးကို color color လေးတစ်ခုပေးတော့မှာပဲနင်းနီးကအဲ့ color ကိုဝစ်ဖြစ်တယ်ပေါ့ပုံမှန်ကတော့နင်းနီးအနီရောင်လေးကတော့မပါမဖြစ်ဝစ်တယ်တစ်ချေဆိုရင်တစ်ချေကအဲအနီ လေးဖြစ်အောင်လည်းနည်းဝတ်တက်တယ်ပေါ့နော်အဲဒါတော့နည်းနည်းဝတ်နေကြပါပဲဝတ်နေကြချက်ဆိုနေဝတ်နေကြအရာလေးပါလို့ရှင်ဟုတ်ပျော်ပျော်စရာလေးပေါ့ပျော်စရာလေးဖြစ်တယ်အဲ့တော့လည်းတကယ်လည်းအေးနေတောင်ကြီးတော့အားအေးနေတော့အဲ့ဒီမှုလေးလည်းကွာရပါတယ်ဒါပေမဲ့တော့ကိုယ့်ကိုယ်ကိုအဲ့လိုအဲ့လိုဖြစ်အောင်တော့ဝတ်တာတော့မဟုတ်ဘူး ပုံမှန်ပဲနီနီတက်ကတော့အနီယံဝဲဆက်ကတော့ပုံမှန်ပါပဲပုံမှန်အဝိစားလို့ပါပဲရှင်ဟုတ်အဝိစားကလည်းဒါပရိသတ်တွေကိုဟိုတင်ဆက်မှုတစ်ခုပဲဖြောပြမှုတစ်ခုပဲလေနော်ပရိသတ်တွေကချိန်ပေးပြီးလာရောပြီးတော့ချီရှုကြတယ်အခါမှာအဝိစားရဲ့မိတ်ကပ်ကောင်းစပင်းရောအဒါကမျိုးအမျိုးသမီးဆိုတော့ဒီပညာရှင်တွေကပို့ပြီးတော့အထောက်ရတာပေါ့နော်ဟုတ် ီစဉ်တယ်အာနင်းနင်းညီမတွေလည်းပေါင်းပြီးတော့စီစဉ်တယ်အာနင်းရဲ့ဒီဇိုင်နာများကလည်းအကောင်းဆုံးပေါ့အာပွဲလေးနဲ့လိုက်ဖက်မဲ့အရာလေးတွေပြီးတော့ရာသီဥတုနဲ့လိုက်ဖက်တဲ့အရာလေးတွေပေါ့ဒီနေ့ဆိုရင်ပူလာဖြစ်တဲ့အတွက်ကိုအာတိတ်ပြီးတော့မထူမပါလေးပေါ့နော်အဲ့လိုမျိုးလေးပြန်ပြီးစီစဉ်ရပါတယ်အာမလီက ဟိုခုဟိုဘယ်ခါမလဲအခုနောက်ပိုင်းကကြတော့လေမေမေဖြစ်သွားတာရေတကြောင်ပေါ့နော်နောက်တစ်ကြောင်ကကြတော့လေသဘာဝဘေးရဲ့နေရီလေတွေ့လာတဲ့အခါကျတော့လူဆိုရဘယ်နေ့မှဘာဖြစ်မမယ်ဆိုမသိဘူးပေါ့နော်ဒါကြောင့်မို့လို့အသက်အသက်ရှိနေတဲ့အချိန်လေးအသက်ရှူနေတဲ့အချိန်လေးရှက်တန်းခွင့်ရတဲ့အချိန်လေးမှာကိုကိုရေလို့ဆရာရှိတဲ့အရာလေးတွေကိုဒီဇိုင်းမမလောက်သွားမယ်ဆိုရင်စိတ်ကလေးရလေပုံပြီးဖြစ်လာတယ်နောက်ပြီးတော့ချို့အလုပ်ကလေးတွေဆိုရင်လေသမီးလေးအတွက်စူးစမ်းရမယ်ဆိုတဲ့ဟာလေးနဲ့ရှေ့ဆက်ဖြစ်တယ်ပေါ့နော်ဟုတ် thank you